ဒါရှစ်လုံးဆိုရဲအာနဲမမနဲပဲပေါ့နော်။အခါကွဲတဲ့အတန်ပဲနားထောင်ကြည့်အောင်ရှဲကြီးပေါ့နော်။ထွက်သွားတဲ့အတန်ကောရှဲကြီးဗျာ။အဲ့လိုမျိုးတည်ဆုံးသွားတဲ့ဒီဘာသာတွေရဲ့အလောင်းတွေကိုပြန်မြူ။အရင်တုန်းကအလောင်းတွေပြန်မြူလက်နက်တွေတော့ရအောင်တည်တယ်။အခုကျတော့လက်နက်တွေပါပြစ်ထားပြီးတော့ထွက်ပြေးကြတဲ့အဆင့်မျိုးတွေဖြစ်နေတယ်။အဲ့တော့အလောင်းတွေကအများကြီးပဲဆိုပြီးတော့သိရပါဘာဒီနေ့ကတော့အော်တိုဘာလ28ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာလည်းကျွန်တော်တို့သတင်းတူတွေပြောကြမှာပေါ့နော်အဲဒီထဲမှာအောင်မြင်တဲ့သတင်းတွေလည်းပါတယ် ပြီးတော့ဟိုကျွန်တော်ထူးထူးခြားခြားခံစားရတဲ့စိတ်မကောင်းဖြစ်တဲ့အကြောင်းလေးလည်းပါတယ်ပေါ့နော်အဲ့ဒါလေးလည်းပြောမယ်ပြီးတော့တော်လိုင်းတက်ဖွဲ့တွေလက်ဆန်းပြသွားတဲ့အကြောင်းလေးလည်းပါမယ်ပေါ့ဗျာအဲသတင်းတွေအချက်လက်တွေကျွတင်ရယူပြီးတော့ပေါ့နော်ဒီဥစ္စာအမြေပြမှာလက်တွေ့အကောင့်ထွေပို့သွားတဲ့အကြောင်းတွေလည်းပါမယ်ပေါ့နော်အဲ့တော့ပထမဆုံးတော့ဒါမြင်းကြံတောင်သာအဆက်ကဒီတမ်မနီဆက်ယုံပေါ့နော်တမ်မနီဆက်ယုံအဲ့တမ်မနီဆက်ယုံကဘုံသီးထုတ်လုပ်နေတာ drone ဘုံသီးထုတ်လုပ်နေတယ်ဆိုပြီးသတင်းရလို့တော်လိုင်းတက်ဖွဲ့တွေကပြင်းတာပေါ့နော်အဲ့မှာအချက်လက်တွေလည်းပါတယ်ပေါ့နော်အဲ့ဥစ္စာလေးကျွန်တော်အရင်ပြောကြမယ် အဲ့တော့ဒီဘုံဒီထုတ်လုပ်နေတဲ့ဒါမြင်းကြံတောင်သာအဆက်ကတမနီစက်ယုံကိုတလင်းတက်ဖွဲ့တွေကဒါတရခွန်မမ10လုံး10လုံးပြစ်သွင်းတိုက်ခိုက်ခဲ့တယ်ဗောနော်ပြစ်သွင်းတိုက်ခိုက်ခဲ့တယ်အဲ့ထဲမှာရှိတဲ့စစ်ကောင်စီစစ်သားတွေတော်တော်လေးအထင်အားဆိုပြီးတော့လေဒါသိရတယ်ဗောနော်ပြီးတော့ဒီတာဝန်ရှိတဲ့ဒါတဲမှုကကိုယ်တရားကဖြေထားရလည်းရှိတယ်ဗောနော်အဲ့တော့တရခွန်မမလုံးရင်10လုံးပြစ်ခတ်ခဲ့တယ်စစ်ကောင်စီဘက်က15ဦးထက်မနည်းတေဆုံးတယ်ဆိုပြီးတော့သိရတယ်ပြင်းထန်တဲ့ဒဏ်ရာရရှိရတဲ့သူတွေလည်းရှိပြီးတော့ဒါအလောင်းတွေကိုဒါကားတွေနဲ့တည်သွားတဲ့ဟာတွေလည်းရှိတယ်ဗောနော် ပြီးတော့ဒါတန်ရန်ရတဲ့ကောင်တွေကိုဒါမြင်းကြံဆေးရုံကိုပို့ဆောင်ပြီးတော့ကုသနေတာရှိတယ်ဆိုပြီးတော့ဒါမြင်းကြံ district battalion 2ကဒါတယင်းမှုပေါ့နော်ကိုတကြားကဒါဆက်သွယ်ပြီးတော့ပြောဆိုလာရှိတယ်အဲ့တော့အားရစရာကောင်းတယ်ပေါ့နော်အော်တိုဘာ16ရက်နေ့နာမနက်9:00ခန်းဝင်းကျင်မှာတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့10လုံးပြစ်တာပြစ်တာ10လုံးဒါပေမဲ့8လုံးအောင်တယ်ပေါ့နော်နှလုံးကတော့ဒါ error ဖြစ်သွားတယ်အဲ့တော့ကျတော့8လုံးထိတယ်အဲ8လုံးပြစ်ပြစ်နိုင်ခဲ့တယ်ပေါ့နော်အဲ့8လုံးထဲမှာမှာ၄လုံးကတကယ်အဓိကနေရာတွေကိုတွတ်ထိတယ်ဆိုပြီးတော့ဒါသူကပြောတယ်ပေါ့နော်အဓိကတော့ အဲဒီတစ်ခေါက်ကပိုအားရတယ်ဗောနော်အရင်ကလေးကလည်းပြစ်ဘူးတယ်ဒါနှလုံးသုံးလုံးပြစ်ဘူးတယ်စသဖြင့်ဗောနော်အခုတော့၁၀လုံးပြစ်တယ်ဗောနော်နှလုံးကအဲ့ဒါပါတယ်အဲ့မှာ၈လုံးကအောင်မြင်စွာပေါက်ကွဲတယ်၄လုံးကဂျက်ကောင်းကိုထိတယ်ဆိုပြီးတော့ဒါတိမ်ကိုစကြားကပြောတယ်ဗောနော်ပြီးရင်ဒါတမရီစေယုံကနေပြီးတော့မြင်းညံစေယုံကိုစစ်ခွေးအလောင်း15လောင်းတဲသွားတယ်စစ်ခွေးလောင်း15လောင်းတဲသွားတယ်လို့ပြောတယ်ပြီးရင်တန်ရန်ရရှိသူများတယ်အတွင်းသတင်းတွေကနေပြီးတော့စုံစမ်းသိရှိရတယ်ဆိုပြီးတော့ဒါကိုစကြားကပြောတယ်ဗောနော်အဲ့တော့ဒီတမ်မနီဆက်ယုံတမ်မနီဆက်ယုံမှာဒါစစ်ကောင်စီကအင်အားတွေထက်ရောက်နေတာတဲ့ ဒီကာဖာစာ6နဲ့ကာဖာစာ14ကရန်အဖွဲ့တွေနဲ့ဒါအသေးစားဆက်မှုလက်မှုအဖွဲ့တွေထက်ရောက်နေတာပေါ့နော် drone ဘုံသီးတွေထုတ်တယ်ဒါကြောင့်မလို့အခုလိုတိုက်ခဲ့ရတာပါဆိုပြီးတော့ဒါပြောခဲ့တာရှိတယ်အဲ့တော့အားရတယ်ပေါ့ဗျာအားရတယ်ပြီးရင်အဲဒီနေရာကဒါရှေ့ကတော်လိုင်းတက်ဖွဲ့တော်တော်များများနဲ့လဲကျွန်တော်ပြောဘူးလေပေါ့နော်ပြောဘူးတဲ့အချိန်မှာဒီနေရာကအရေးကြီးတဲ့နေရာတစ်ခုအနေနဲ့ပါစစ်ကောင်စီအတွက်ပေါ့နော်အဲစစ်ကောင်စီအတွက်အရေးပါတဲ့နေရာတစ်ခုအနေနဲ့သူတို့ကဖန်တီးထားတယ် အဓိကဒီနေရာတွေကိုစစ်ကြောင်းတွေဖွဲ့ပြီးတော့ပို့တာရှိတယ်အခုဆိုရင်သူကထုတ်လို့ရေးပိုင်းတွေကစာလုတ်လာတယ်ပြီးတော့ဒီတမ်နီဆက်ယုံနေဆိုတာကလည်းတည်တယ်တယ်မယ်အခုလက်တလုံးမှာစစ်ကောင်စီရဲ့လက်နက်ခဲယမ်းတွေမရှိမဖြစ်လိုအပ်နေတဲ့အရာတွေဖြစ်တယ် အဲ့တော့အဲ့လိုနေရာမျိုးကိုဒါဒေါ်လိုင်းတပ်ဖွဲ့တွေကသွားပြီးတော့တိုက်ခိုက်နိုင်ခြင်းဖြစ်တယ်။အဲ့ဒီနေရာမှာစုဖွဲ့ပြီးတော့နီနာပတ်ဝန်းကျင်ကဒေသတွေကိုစစ်ကြောင်းတွေထိုးတာမျိုးတွေစစ်ကောင်စီကတောက်လျှောက်လုပ်ခဲ့တာဖြစ်တယ်ပေါ့နော်။အဲ့တော့ရှေ့ပိုင်းနေမှာတော့ဒါဒေါ်လိုင်းတပ်ဖွဲ့တွေကဒါနှလုံးသုံးလုံးနဲ့ဒါပြစ်ခတ်တိုက်ခိုက်ခဲ့တာမျိုးရှိတယ်။ဒါပေမဲ့ဒီတစ်ခေါက်ကတော့အလုံးရင်များတယ်ပေါ့နော်။၁၀လုံး။အဲ့တော့ကုံကြစိတ်လည်းမနေဘူး။ဒါသေးကြတယ်။ဒါတလုံးဘလောက်နဲ့ပဲတွတ်တွတ်ကုံကြစိတ်ကတော့ဒါယာနဲ့ချီတယ်ပေါ့နော်။အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါတပ်ဖွဲ့တွေအခုလိုမျိုးတိုက်ခိုက်နိုင်မှုအတွက်ကို နီးမျိုးစုံနဲ့ကြိုးစားနေတာဖြစ်တဲ့အတွက်ပြည်သူတွေကလည်းပို့ပြီးတော့ထောက်ပံ့ပေးကြစီချင်တယ်ဗောနော်ဒီတိုက်ခိုက်မှုကိုမြင်းကျန် District Battalion 2နဲ့3ပြီးရင် BGF မြင်းကျန်ပြီးရင်1 more စစ်ကြောင်းတို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့တာဆိုပြီးတော့သိရအဲပူးပေါင်းပြီးတော့ချလာဗောနော်ဆယ်လုံးပြင်းတာအဲထက်မှလာပြောပြောပြောတာရှိသေးရရုပ်ရုပ်တံပါလာသေးရဗောနော်ဒီမှာဟိုးမှာရှိတဲ့ဘဲဥစားကိုဘာလုံးမှာဘာဖြစ်မှာအဲအဲ့လိုပုံစံမျိုးနဲ့ဒါတေချာရိုက်ပြထားတဲ့ဒါရုပ်တံဖိုင်လည်းထွက်လာရှိတယ်ဗောနော် ဟာကြမ်းထော်နေရပဲဘာညာနဲ့အဲထွက်သွားတဲ့အချိန်မှာပြောကြသေးရဲ့အဲ့လိုကိုစိတ်အေးလက်အေးနဲ့စိတ်ပြင်းနေပြီးသွားပြီးတော့ပြင်းထားတာပေါ့နော်အဲ့တော့ဒီတိုက်ခိုက်မှုကအဲထိရောက်တယ်ထိရောက်တယ်ပြီးတော့ဒါကလိုအပ်တယ်လို့ပြောရဘာဖြစ်လို့လဲဆိုတော့စစ်ကောင်စီကဒီ drone ပုံးသီးတွေထုတ်လုပ်နေတာဆိုရင်သိကြရတယ်ဒီဥစ္စာကဒေသခံပြည်သူတွေနဲ့တော်လိုင်းတပ်ဖွဲ့တွေကိုဒုက္ခပေးဖို့လုပ်နေတာအခုနောက်ပိုင်းမှာစစ်ကောင်စီက drone ကိုပဲပို့ပြီးတော့အားပြုပြီးတော့တုံးနေတာတုံးနေတော့ဒီ drone တွေမှာတက်ဆင်ပြီးအသုံးပြုမဲ့ပုံးသီးတွေထုတ်လုပ်နေတာဖြစ်လို့ဒီနေရာကအရင်မြင့်နေရာ အဲ့လိုမျိုးအရင်မြစ်နေရာကိုတလင်းတက်ဖွဲ့တွေကရွေ့ချယ်ပြီးတိုက်ခိုက်နိုင်မှုလို့လေဒါကတော့အဝေးကနေပြီးတော့ဒါပြစ်ခတ်တိုက်ခိုက်တဲ့အဆင့်မျိုးပေါ့နော်နောက်ပိုင်းဆိုရင်တော့အဲ့လိုနေရာမျိုးတွေကိုဒါဝင်ရောက်စီးနှင်းတိုက်ခိုက်တာမျိုးတွေတိမ့်ပိုက်တာမျိုးတွေအဲ့အဆင့်နေထိလုံနိုင်မှုဒါကျွန်တော်တို့ကမျှော်လင့်တာပေါ့ဒါရှိမှဆိုလေဒီအာရခတက်တော် A နဲ့ PDF ပူပေါင်းတက်ဖွဲ့တွေကပေါ့နော်ဒီကာဘာဆာလိုနေရာမျိုးတွေအထိကိုလိုက်ပြီးတော့ချင်းချောက်နေတဲ့အနေထားတွေရှိလာပြီဒါတွေကလည်းအရင်မြစ်တွေတယ်ပဲအဲ့လိုအရင်မြစ်နေရာမျိုးတွေကိုဒီလိုမျိုးချင်းချောက်ထားနိုင်တာတွေပြစ်ခတ်တိုက်ခိုက်တာတွေပြီးရင်နောက်ပိုင်းဒါရီမန်ချက်ပုံစံမျိုးနဲ့ပေါ့နော် ဒါဝင်းရောက်သိမ်းပိုက်တက်ခိုက်တာမျိုးတွေလုံနိုင်နေဆိုရင်တော့အကောင်းဆုံးပဲအာဒီနေရာတွေကစစ်ကောင်စီတွေတကယ်အရှိုက်ကိုတိုက်တဲ့ထိစီမဲ့နေရာမျိုးတွေဖြစ်တယ်အဲနောက်တစ်ခုကဒီလိုမျိုးဒါအရင်မြစ်နေရာတွေကိုတိုက်ခိုက်ဖို့လည်းအရေးကြီးသလိုပေါ့နော်ဒီအရင်မြစ်တွေပေါ့နော်အဲဆိုတာကဒီလိုမျိုးပုံသီးတွေထုတ်လုပ်နိုင်ဖို့လုတဲ့အခါမှာဒီနေရာတနေရာတဲကနေပြီးကုန်ညံနေအကုန်ရတာမဟုတ်ကုန်ညံနေရာလမ်းကြောင်းပေါင်းစုံကနေနေရာပေါင်းစုံကနေလာတယ်အဲလိုနေရာမျိုးတွေကိုလည်းကျွန်တော်တို့ကစုံစမ်းပြီးတော့ဖျက်တောက်တိုက်ခိုက်တာမျိုးတွေဒါတားဆီးတားဆီးတာမျိုးတွေပေါ့နော်အဲပိတ်ဆို့ပြတာမျိုးတွေလည်း လုံနိုင်မယ်ဆိုရင်အကောင်းဆုံးပဲ။ဘာလို့ဒီလိုမှကုန်ကျပ်မရဘူးဆိုရင်ဒီကောင်တွေအတွက်နားကားတာပဲ။ကုန်ကျပ်မှမရရင်ဒါဒီကောင်တွေထုတ်လုပ်ဖို့အတွက်မလွယ်ကူဘူး။အဲ့လိုမလွယ်ကူဆိုရင်ခုနလိုဒါဒေသခံပြည်သူတွေနဲ့တော်လိုင်းတပ်ဖွဲ့တွေကိုဒုက္ခပေးဖို့မဖြစ်နိုင်ဘူး။မဖြစ်နိုင်တဲ့အတွက်ဒီလိုမျိုးပုံစံမျိုးကတော့ကျွန်တော်တို့တာတိုက်ခိုက်နိုင်ဖို့အရေးကြီးတယ်။နောက်တစ်ခုကအဲ့လိုမျိုးအရင်းမြစ်နေရာတွေကစစ်ကောင်စီကတနေရာထဲမှာထားထားတာတော့မဟုတ်ဘူးဗျ။ ဒါအခုဆိုရင်ဒါတို့ဒါကပ္ပစားတွေမှာဒီလိုဒုက္ခတွေရောက်လာပြီဆိုတဲ့အချိန်မှာတချို့နေရာတွေရွှေ့ကြရရှိတယ်ဆိုပြီးတော့သိရတယ်။ဆိုလိုတာကအဲလိုအ धिक နေရာမျိုးတွေချိန်ချောက်ခံရတဲ့အလုပ်တွေသူတို့ရဲ့အလုပ်တွေရက်ဆိုင်တဲ့ပုံစံမျိုးတွေမြင်လာရပြီဆိုတဲ့အခါကျရင်ရက်တန်သွားမှမလိုလားတဲ့အတွက်တခြားတနေရာမှာသူကထပ်ပြီးတော့ပြင်ဆင်တာမျိုးတွေလုပ်လို့ရှိတယ်။ညာကစစ်ကောင်စီလုပ်လို့ရှိတဲ့အရာပဲပေါ့နော်။အ धिक တော့သူကအရန်အစီစဉ်ကိုမြေတန်းထားတယ်အဲ့ဒါကတိုက်ခိုက်ရေးတပ်ဖွဲ့တစ်ခုမှမရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်။စစ်ကောင်စီကဒါကိုကောင်းကောင်းနားလည်တဲ့အတွက်အမြဲတမ်းမှအဲ့လိုအစီအစဉ်ထားတယ်။ အဲ့လိုမျိုးထားတဲ့နေရာတွေကိုလည်းတေချာစုံစမ်းပြီးတော့သတင်းတေချာမှုရှိတာနဲ့ဝင်ရောက်တက်ခဲ့တာမျိုးကြီးကျွန်တော်လှုပ်တင်နေဆိုတာလည်းဒါပြောချင်ပါတယ်ဗောနော်အဲ့လိုဘလိုပဲဖြစ်ဖြစ်ဒီဥစ္စာကအားရစရာကောင်းတယ်ဒါအကောင့်ထဲပုံမှုတစ်ခုဖြစ်အဲ့လိုမျိုးများများပုံနိုင်လေကောင်းနေပဲဗောနော်ဒါချစ်လုံးဆိုရဲအာနဲမမနဲပဲဗောနော်ဒါကွဲတဲ့အတန်ပဲနားထောင်ကြည့်ဟုတ်ရှဲကြီးဗောနော်ထွက်သွားတဲ့အတန်ကွာရှဲကြီးဗျာအဲ့တော့ကြာကွဲတဲ့အတန်တော့ပြောမနေနဲ့ဗောနော်အဲ့တော့နောက်ပိုင်းမှာဒီလိုပုံစံမျိုးတွေပို့ပြီးတက်ခတ်နိုင်ဖို့အရင်ရည်ကြီးလာတယ်ဗောနော်ဒါကလည်းအားရစရာကောင်းတဲ့သတင်းတစ်ခုဖြစ်တယ်နောက်ထပ်အားရတဲ့ဟာပြောပြတယ် ပြည်သူကိုဒုက္ခပေးနေတဲ့ကောင်တွေမဟုတ်လို့ကိုအားရတာဗျာအဲ့ဒါပါလဲဆိုတော့ဒါမကွေးတိုင်းတရက်ခရိုင်မင်းတို့မျိုးအဝင်လန်းကဆက်ကြီးကောက်ဖို့ထွက်လာတဲ့ရင်းနှကောင်အဲရင်းနှကောင်အဲ့ရင်းနှကောင်ကိုဒါဆော့လိုက်တာအဲ့ဥစ္စာလဲမိုက်တယ်လုံးဝခွေခွေလေးပေါ့နော်မောက်မောက်ပြီးတော့ဒီလိုလေးအဲအဲ့လိုပုံစံမျိုးလေးတွေနတ်ကားနေအောင်နော်အတက်မရှူတော့ဘူးပေါ့အဲအဲ့ကောင်နှကောင်ဆိုလဲဒါသူကဒီသူရဲ့စစ်စစ်ဂိတ်ကိုသွားမှာပေါ့နော်ဒါပေမဲ့သူကအဲ့လိုသွားမယ်ဆိုရင်တော့မှပဲသူကလမ်းမှာရှိတဲ့ဒီသွားလာနေတဲ့ခီးတဲ့ကားတွေပေါ့နော်အဲ့လိုကားတွေကိုသူကဆက်ကြီးကောက်တဲ့ပုံစံမျိုးလုပ်တာ ငွေကြေးတောင်းခံတာပေါ့နော်ပြည်သူတွေကိုဒါချိန်ချောက်အချက်ကင်တာနဲ့တူတူပဲပေါ့တနက်ကြီးကင်လာပြီးတော့ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ဆက်ကြေးတောင်းဆက်ကြေးကောက်တယ်ငွေတောင်းတယ်ပေါ့နော်အဲ့ဒီဖြစ်စဉ်မှာအဲ့နှစ်ကောင်လုံးကန်တယ်ပြီးတော့အဲ့နှစ်ကောင်လုံးမှာပါလာတဲ့လက်နက်ခဲရအကုန်ရတပ်ဖွဲ့တွေမိုက်အဲ့ဥစားဒါတပ်ဖွဲ့တွေကတည်င်းရအောင်စုံစမ်းပြီးတော့အဲ့တည်င်းတေချာတာနဲ့သူတို့ကစောင့်ကြည့်ပြီးတော့ကင်းမုံဝင်ပြီးတိုက်ငါနှစ်လက်ဆိုလဲနှစ်လက်မလဲမနေဘူးပြဒီအခြေအနေမှာပေါ့နော်ဘာလို့လဲဆိုတော့တဖြည်းဖြည်းနဲ့ဒါလူလူကလည်းခက်ခဲတဲ့အပိုင်းတွေရှိလာတယ် ပြီးတော့ဒီဒီလိုနေရာတွေဒေသတွေဆိုတာကကြတော့ဗျာဒီလက်နက်ခဲရန်တည်ယူမှုအပိုင်းတွေကစခက်ခဲတာတွေရှိတယ်အဲ့တော့လွယ်လွယ်ကူကူရနိုင်တာဆိုတော့ဒီစစ်ကောင်စီနဲ့ဒါရဲနဲ့စီရပဲရတာပေါ့ရဲကွင်းနဲ့စစ်ကွေးစီရပဲလွယ်လွယ်ကူကူရနိုင်တာအခုတားလွယ်ကူလေဘာဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးလုံနိုင်ဖို့အတွက်ကလည်းတပ်ဖွဲ့တွေအတွက်ကကြိုတင်ပြင်ဆင်ရတဲ့အပိုင်းတွေရှိတယ်သတင်းတွေထောက်လန်းရတာတွေရှိတယ်အဲဥစ္စာကိုမြေပြင်မှာတကယ်အကောင့်ထဲပို့နိုင်ဖို့အတွက်စူးစမ်းရတာတွေရှိတယ်ပေါ့နော်အဲဘယ်လိုပဲဖြစ်ဖြစ်ဒါကလည်းအကျိုးမြတ်ကြီးတယ်နောက်တစ်ခုက ပြည်သူကိုအဲခုနလိုကဲတင်ပေးလိုက်တာ ਨੇ အတူတူပဲဒီကောင်တွေကပြည်သူကိုဒုက္ခပေးနေတာအဲ့လိုဒုက္ခပေးနေတဲ့ကောင်တွေကိုအခုလိုမျိုးဒါတစ်ဖက်တစ်လမ်းကနေပေါ့နော်အကူညီပြီးတော့ကဲတင်ပေးလိုက်တာတော်လိုက်တစ်ဖက်တွေကိုကဲကျေးဇူးတင်တာပေါ့နော်ပြီးတော့အဲ့နေရအဲ့လိုဖြစ်သွားပြီဆိုတဲ့အချိန်မှာတေးကြတယ်ခုနစစ်စစ်ကိတ်ဆိုတဲ့နေရာကောပြီးရင်ဒီကောင်နေရအထိုင်နေရကောဒုက္ခရောက်ပြီအရေးယူခံရမှာလေဟာမင်းတို့ဒီနာနဲ့ဒီနာဒီလိုလေးသွားတာကိုမင်းတို့ဒီလိုတေးရသလားဟာမင်းတို့ဒီလိုမျိုးပုံစံမျိုးနဲ့တိုက်ခိုက်ခံရသလားမင်းတို့လုံကျွေးပော့ရော့လာကြီးလားဟာမင်းတို့မသေးချာမစီစဉ်ဘူးလားသွားပြီအဲ့မှာ တည်တဲ့ကောင်တွေဝိုင်းကြာကြာကြံတဲ့ကောင်တွေအကုန်လုံးကိုသူဒုက္ခပေးခဲ့တာဒုက္ခပေးခဲ့ကြံတဲ့ကောင်တွေအကုန်လုံးကရေးယူခံရတော့မှာပေါ့နော်ပြီးရင်အဲရဲဆိုတဲ့ကောင်တွေကအဲ့လိုနေရာတွေရဖို့အတွက်ကိုသူကဒီဂါးရတယ်ဂါးရတယ်ဂါးရတယ်ဒီဂိတ်လို့ဒါပတ်စံရတဲ့နေရာမျိုးတွေပေါ့နော်အဲ့လိုနေရာမျိုးတွေရဖို့အတွက်ကိုသူကစခန်းမှုမြို့နယ်မှုခရိုင်မှုအဲ့လိုလိုမျိုးတွေကိုသူကအစင်းစင်းဂါးရတာသူကရက်နဲ့ပေါ့နော်ရက်ရက်နဲ့ဒါကတချို့အဖွဲတွေဆိုရင်သူကဘယ်လိုလဲဆိုတော့15ရက်တစ်ချိန်တစ်လတစ်ချိန်အဲ့လိုပုံစံမျိုးနဲ့ရက်သတ်မှတ်ချက်နဲ့သူကပြန်ပြီးအောင်ပတ်စံပြန်ရှာရတာ ။ဒါခုနလိုပေါ့နော်ဒါစကမ်းမူးတို့အဲဒီခရိုင်မူးတို့မြို့နယ်မူးတို့အဲ့ကောင်တွေကိုပေးလိုက်တဲ့ငွေကြေးထက်ပိုရအောင်လို့သူကအဲ့နေရာကိုပြန်ရှာရတာအဲ့နေရာမှာပြန်ရှာရတာပေါ့နော်။အဲအဲ့ကျတော့တေးချပြီလေ။ तू ကသိန်း90ပေးရတယ်ထား။အဲ့လိုတိန်း90ပေးရပြီဆိုဒီကောတိန်း60မှမရရင်မမြတ်ဘူးအဲ့တော့ तू ရတဲ့ကာလ15ရက်ဖြစ်ရင်ဖြစ်မယ်တလားဖြစ်ရင်ဖြစ်မယ်အဲ့တော့အဲ့15ရက်တလားတော့အတွင်းမှာ तू ကတိန်း60ရအောင်ရှာအနည်းဆုံးတော့90ထက်ပိုအောင်ရှာမှာဒါမှသူ့အတွက်ကြံမှာအဲ့လိုမျိုး तू ကရအောင်ရှာမှာဖြစ်တဲ့အတွက်ဖြတ်လာသမျှပြည်သူကို तू ကညှင့်မှာရစ်မှာ ပြီးရင်ဒါချင်းချောက်မှာပေါ့နော်ငွေတောင်းမှာအကြက်ကင်မှာညီမျိုးမျိုးနဲ့အပြစ်ရှာပြီးကြက်ကင်မှာအဲ့ကြပြည်သူကိုနှိမ့်ဆက်ညှဉ်းပန်းမှုအတွက်အဲ့လိုညှဉ်းပန်းပြီးမှပြဿနာရှာဖို့အတွက်လာတဲ့ကောင်တွေဖြစ်တဲ့အတွက်အခုလိုမျိုးလုံလိုက်နိုင်တဲ့ဟာကအရင်ကောင်းတယ်လို့ပြောရမှာပေါ့နော်အဲ့ပြီးတော့ဒီကောင်တွေဒါမြ мян လုံနိုင်လေအဲ့ကောင်တွေပို့ပြီးတော့ကြောက်ရွံ့တုန်လုံးလေးပဲအခုဆိုရင်သွားရင်မှမဟုတ်တော့ဘူးဒီကောင်တွေတေးကြတယ်အခုတော့မှကြည့်ပါလားအပေါ်ကအရက်ဝင်းနဲ့အောက်ကယူနီဖောင်းနဲ့ဟာဖောင်းနဲ့လာတယ်ပေါ့နော်ဇိုရာကသူတို့ကိုသူတို့စစ်သားပါရဲပါဆိုတဲ့ပုံစံမျိုးတော့မပြရဲပဲနဲ့ပေါ့နော်ပြည်သူကိုကြတော့ချင်းချောက်နိုင်ကျင်နေတယ် စောစီအဲ့လိုသွားလိုက်တာကောင်းတယ်ပေါ့နော်ဒါတော့နောက်ကြသည်နောက်ထပ်ဖြစ်စဉ်တစ်ခုကကြာတော့ကျွန်တော်စိတ်မကောင်းဖြစ်တဲ့အရာလေးပေါ့စိတ်မကောင်းဖြစ်တယ်ဆိုတာလေဟိုဒီဒီဖြစ်စဉ်လေးကြားရတဲ့ချိန်ပြီးရင်ဒီအင်တာဗျူးလေးတွေ့လိုက်အဲ့ဒါကတခြားမဟုတ်ဒီအော်တိုဘာ26ရက်နေ့မှာပေါ့နော်ဒါပုံနာကျုံမြို့နယ်ဒါကွမ်းတောင်ရွာကိုလူနာသွားတည်တဲ့ပေါ့နော်ဒီဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းကအသက်ငယ်ဆုံးပရိဒါသမားလေးဒါမောင်ထေးအောင်ဟင်းဆိုတဲ့ဒါကိုလက်လို့ခေါ်တယ်ပေါ့နော်ဒါမောင်ထေးအောင်ဟင်းလို့ခေါ်တယ်ကိုလက်လို့ခေါ်တယ်ဒီကလေးလေးကဒါစစ်ကောင်စီရဲ့ drone တိုက်ခိုက်မှုကြောင့်မလို့တည်ဆုံးခဲ့ရ တည်ဆုံးခဲ့ရတယ်သူရဲ့ဒါဆွေမျိုးဖြစ်တဲ့အကိုဖြစ်တဲ့ကိုရင်းဖြစ်တဲ့သူတွေကလည်းဒီကြောင်းနဲ့ပတ်သက်လို့ drone နဲ့တိုက်ခိုက်ခံရလို့ဒီဝါဆွေကြောင်းကိုသူရဲ့ဒါလူမှုကွန်ရက်ဆာမျက်နှာတွေမှာရေးထားတယ်ဆိုပြီးတော့လည်းသတင်းတွေကဖော်ပြကြရတယ်ပေါ့နော်ကျွန်တော်အဲ့မှာဘယ်မှာတွေ့လဲဆိုတော့ဒါသတင်းတွေမှာတွေ့ရတဲ့အချိန်မှာဒီရခိုင်ခြေစိုက်သတင်းမီဒီယာဒါ narrative ဆိုတာပေါ့နော်အဲဒီသတင်းမီဒီယာကနေပြီးတော့သူ့ရဲ့ interview လေးလိုခဲ့တဲ့တစ်နှစ်ကသူနဲ့ interview ထားတဲ့ဟာလေးကိုပြန်ပြီးတော့တင်ပေးထားတယ်ပေါ့နော်အဓိကတော့ဒီသတင်းဌာနကလည်းသူ့ရဲ့မိသားစုနဲ့တူထပ်တူဝန်းနေတယ်ဆိုတဲ့အကြောင်းလေး အဲရေးပြီးတော့တင်ထားတာပေါ့အဲ့ဗီဒီယိုဖိုင်လေးကြည့်ရမှာပို့ပြီးတော့ခြေခွဲဟိုဝက်နေမိတာပေါ့နော်ဟိုကလေးကလေးလေးပဲရှိသေးတာဗျာအဲ့ကလေးလေးကသူကဒီပရိုက်တာလုပ်တွေကိုသူစလုပ်ပါပြီဆိုတဲ့အချိန်မှာသူက10နှစ်ပဲရှိသေးတာအဲ့အင်တာဗျူးဖြေတဲ့အချိန်မှာသူတက်က73နှစ်ပဲရှိသေးတာဒီအဲ့အင်တာဗျူးကိုသူကအော်တိုဘာလမှာပဲထုတ်လွှင့်ခဲ့တာပေါ့နော်ဒီသတင်းဌာနထုတ်လွှင့်ခဲ့တာအဲဒါပေမဲ့ဒီခုကြည့်လိုက်တနှစ်ပြည့်သွားပြီဆိုတဲ့အချိန်မှာကလေးလေးကဒါစစ်ကောင်စီရဲ့ drone တိုက်ခိုက်မှုကြောင့်မလို့တေဆုံးသွားပြီဆိုတော့ခြေခွဲရတယ်ပေါ့နော် ်ဒီပုံနာကျွမျိုးရွာဟောင်းပိုင်းရက်ကွက်မှာနေတာတဲ့သူတည်ဆုံးချိန်မှာ16နှစ်ပဲရှိသေးရပါတော့အဲ့တော့သူ့ရဲ့ interview video လေးကြည့်ရတဲ့အချိန်မှာကျွန်တော်အများကြီးပဲပေါ့နော်ကျွန်တော်ဟိုဟိုစိတ်မကောင်းစရာတွေကိုပြင်အတူယူစရာတွေကိုအသင်ခန်းစာယူစရာတွေကိုအများကြီးပေါ့နော်အဲ့အဲ့ဒီဟာတွေတွေ့ရတော့ကျွန်တော်ဒါလေးလည်းထည့်ပြောချင်တာပေါ့နော်အဲ့တော့ဒီ73နှစ်ရွယ်ကလေးလေးဖြေထားတာပေါ့နော်ဒါကလေးလေးဒါမောင်ထေးအောင်ဟင်းဖြေထားတဲ့ဟာလေးကဒီအစပိုင်းဒီပရိုက်တာတွေကိုဘာလို့လုတ်ဖြစ်တာလဲဆိုတော့သူကဒီကားမောင်းတာတွေ ပြီးရင်ဒါ uniform ဝတ်ပြီးတော့အဲဆေးရုံဆေးကန်းတွေကနေပြဒါဒုက္ခရောက်နေတဲ့အကူအညီလိုအပ်နေတဲ့ပြည်သူတွေကိုဒါလူနာတွေကိုကယ်ထုတ်တဲ့ဟာတွေကိုသူအားကြပြီးတော့သူဝင်ခဲ့တာဗောလေဒါပေမဲ့လည်းနောက်ပိုင်းဒီလိုအလုပ်တွေလုပ်ရင်းလုပ်ရင်းနေဗောနော်သူတို့ရဲ့အတင်းအဖွဲ့ကဒီ data အတွက်ကိုဗောနော်တော်တော်လေးဒါအချိုးပြီးအချိုးပြုတ်နိုင်တဲ့အတွက်ဗောနော်သူဒီလုပ်တွေကိုဆက်လုပ်ခဲ့တာပါဆိုပြီးတော့သူပြောသွားတယ်ဗောနော်အများကြီးအတင်းက data အတွက်အများကြီးအထောက်ပံ့ပေးတာကိုသိရတော့သူဆက်လုပ်ဖြစ်တယ်ဗောနော်အိမ်ကမိဘတွေခွင့်ပြုလားဆိုတော့ခွင့်ပြုတယ်တဲ့ ိမ်မှာထိုင်နေရမယ့်အစားပေါ့နော်ဒေတာအတွက်အကျိုးပြုတဲ့လုပ်ငန်းကိုလုပ်နေတာမဟုတ်လို့ခွင့်ပြုတယ်တဲ့ဒါမိဘတွေကလည်းချစ်ဖို့ကောင်းတယ်ပေါ့နော်ဟိုငငယ်လေးပဲရှိသေးတယ်ဒီကလေးလေးရလေငငယ်လေးပဲရှိသေးတော့ဒီလုပ်တယ်လုပ်ပါပြီဆိုတဲ့အချိန်မှာမိဘကလည်းစိတ်တော်ပူမှာပဲလीနော်ဒါပေမဲ့အဲ့လိုဒီရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပျက်နေတဲ့အခြေအနေတွေကိုဒီဒေတာခံတွေကပို့ပြီးရခံစားရတာပေါ့ဗျာအဲ့တော့ဒီအခြေအနေတွေကိုသူတို့ကပို့ပြီးရသိတဲ့ခါကျတော့ဒီလိုအကူအညီတွေကလည်းလိုအပ်မှာပဲပေါ့နော်ငါတို့ရမှာမဟုတ်ဘူးတခြားသူတွေလည်းလိုအပ်မှာပဲ အဲ့လိုလိုအပ်တဲ့အပိုင်းတွေမှာငါတို့သားသမီးကဝင်ပြီးတော့ကုညီပေးနေတာပရိုက်တာလုပ်တွေကိုဝင်လုပ်ပေးနေတာဆိုတော့အခွင့်ပြုတယ်ဆိုတဲ့ပုံစံမျိုးကိုသိရတော့ချစ်ဖို့ကောင်းတယ်ဗောနော်ဒီမိသားစုတွေချစ်ဖို့ကောင်းတယ်စိတ်မကောင်းစရာတွေရှိတယ်အတိုက်ပွဲကာလမှာဗောနော်ဒါပရိုက်တာလုပ်တဲ့အခက်အခဲတွေကိုသူပြောပြသွားတယ်73နှစ်ရွယ်ကလေးလေးတယောက်ပြောပြတဲ့ဟာတွေကဗျာရင်နာစရာတွေအများကြီးပါတကယ်ဟိုဘာတွေအခက်အခဲရှိလဲဗောနော်တိုက်ပွဲကာလတော့တွင်မှာအဲဒီပရိုက်တာလုပ်တွေလောက်ရတော့ဘာတွေအခက်အခဲရှိလဲဆိုတော့ဒါကားတွေအခက်အခဲရှိတယ်ဗောနော်ကားတွေအခက်အခဲရှိတယ် အဲပြီးရင်ဒီကားတွေကဆိုင်တွေမှာပို့ပြီးတော့ပြင်ရတယ်ဗောနော်ကားတွေပြတ်သွားတဲ့ခါကျပြင်ရအဲ့လိုပြင်ရပါပြီဆိုတဲ့အချိန်တွေမှာသူတို့ကားတွေခက်ခဲတော့လူနာတွေအေးပေါ်ဖြစ်လာအဲ့လိုဖြစ်လာပြီဆိုတဲ့အချိန်မှာသူတို့ကားတွေကလည်းမရှိဘူးမရှိတဲ့အချိန်မှာသူကအခြားနီးစက်ရဒီအခြားအတင်းဖွဲ့တွေပဲဖြစ်ဖြစ်ဗောနော်အခြားနီးစက်ရသူတွေနဲ့အတီကျွမ်းတွေပဲဖြစ်ဖြစ်သူတို့အကူအညီတောင်းကြဘာဖြစ်လို့ဒီလူနာကိုကယ်ခြင်းလို့တည်ထုတ်ခြင်းလို့ပို့ဆောင်ခြင်းလို့အဲ့အဲ့လိုမျိုးကူညီတောင်းကြတဲ့ခါမှာဗောနော်လူရဲ့သဘောတဘာဝကြီးလည်းတွေ့ရတာဗောအဲ့ဒါဘာလဲဆိုတော့တချို့ကကြတော့ဒါ ကောင်းအောင်ပြန်ပြောကြတယ်ပြန်ဖြေကြရရှိတချို့ကြတော့သူတို့ block သွားတယ်ပေါ့နော်မလွယ်ဘူးနော် pride လောက်ကမလွယ်ဘူးဗျာဒီကလေးလေးသူရင်ဆိုင်ခဲ့ရတဲ့ဟာတွေပေါ့နော်ဟိုမလွယ်ဘူးအဲအဲ့ဟာဒါတင်မေးတဲ့လူလည်းရှိကောင်းရှိမယ်ဗျာဒါပေမဲ့ तू ဖြေသွားတဲ့ပုံစံလေးကအခုကျွန်တော်မျက်လုံးထဲအောင်မထွက်ဘူးပေါ့နော်အဲလုံးဝရိုးရိုးသားသားပုံစံမျိုးနဲ့ तू ဖြေသွားတယ်ပြီးရင် तू အတင်းအဖွဲနဲ့ပတ်သက်တဲ့ဟာလေးတွေကြီးပဲဖြေသွားတယ်သူတို့ရဲ့အခက်ခဲလေးတွေသူတို့ဖြေသွားတယ်သူရဲ့ရီမန်းကြက်လည်း तू ပြောပြသွားကျွန်တော်စိတ်မကောင်း အဲ့မှာသူဒီကားကိစ္စကြီးသူပြောတယ်ပြီးရင်ဒီ online နဲ့ပတ်သက်တဲ့ဟာပေါ့နော် online ဒီဆိုတာ internet အမြဲတမ်းမရအောင်မရတဲ့ခါကျတော့ဒီသူတို့သတင်းတွေတင်လို့မရအောင်သူတို့ကုညီကယ်ဆယ်ခဲ့တဲ့ပုံရိပ်တွေတင်လို့မရအောင်တခါကျတော့လုံခြုံရေးအရာတင်လို့မရတာရှိတယ်ခါကျတော့ internet အခက်ခဲကြောင်းမလို့ချိန်မီမတင်နိုင်တာရှိမတင်နိုင်တဲ့ခါကျတော့ဒီသူတို့ရဲ့ page facebook page ကပေါ့နော်အတိတ်မဖြစ်ဘူးအတိတ်မဖြစ်တော့ကြတော့ငွေကြေးစည်းစိမ်မှုတိတ်မရှိဘူးပေါ့အဲ့တော့သူတို့မှာ ဒီငွေကြေးစင်းစင်းတဲ့ဟာကုညီပေးမဲ့အလှရှင်မရှိဘဲနဲ့တို့စူးစမ်းရုံးကန်နေရတယ်ဒါပေမဲ့မလုပ်လို့လည်းမဖြစ်ဘူးဆိုတော့အခက်အခဲတွေကိုသူ့ရဲ့စကားလေးတခွန်းစားနှစ်ခွန်းစားတဲကနေမှကျွန်တော်တို့အများကြီးပဲသိရတယ်တကယ်ရင်းသားကြရင်တော့အဲကြအဲ့လိုမျိုးအဲ့ကလေးလေးကပေါ့နော်ဒီ73နှစ်ရွယ်ကလေးသူအဲ့ဒါဖြေတဲ့ချိန်မှာ73နှစ်ပဲရှိသေးတယ်အဲ့အရွယ်ကလေးလေးကအဲ့လိုအခက်အခဲတွေအမျိုးမျိုးကြားကနေပြီးတော့ဒီအသင်းဖွဲ့နဲ့သူပရိဒါအလုပ်တွေလုပ်နေပါတယ်ဆိုပေမဲ့သူ့ရဲ့မိဘတွေသူ့ရဲ့မိသားစုတွေကစစ်ဘေးရှောင်နေတာတဲ့စစ်ဘေးရှောင်နေတာပေါ့နော်စစ်ဘေးရှောင်နေကြတာတဲ့ ဟိုခန်းစားချက်ကအဲသူဒီလုပ်တွေလုပ်တဲ့အချိန်မှာခန်းစားချက်ကပျော်တယ်တဲ့ပျော်တယ်ပေါ့နော်အဲပျော်တယ်ဆိုတာကမိသားစုနဲ့ခွဲနေရလို့ပျော်တာမဟုတ်ဘူးပေါ့နော်လူတွေကိုကူညီပေးနေရလို့ပျော်တာတဲ့အဲ့တော့တစ်ဖက်ကပြန်ကြည့်ရင်တော့အားငယ်စိတ်တွေတိမ်ငယ်စိတ်တွေရှိတယ်တဲ့အဲဘာလို့လဲဆိုတော့သူများကိုသာသူတို့ကအကူအညီတွေပေးနေတာပေါ့နော်ကူညီတာတွေဆောင်ရှောက်တာတွေလုပ်နေကြတယ်အထောက်ပံ့တွေပေးနေကြတယ်ဆိုပေမဲ့တဲ့ကိုယ့်အိမ်အတွက်တပြားတစ်ဖက်ချက်မှဒါမကူညီပေးနိုင်လို့သူစိတ်မကောင်းဖြစ်ရတယ်ပေါ့နော်ဟိုဝမ်းနေတယ်တိမ်ငယ်တယ်ပေါ့နော် အားငယ်တယ်ဆိုတဲ့ပုံစံမျိုး ဒါသူ့အရွယ်လေးနဲ့ဗျာသူတိတက်တဲ့ဟာပေါ့နော်အဲ့အချိန်မှာသူ့အသက်73နှစ်သူသူမြောက်ကိုကူညီပေးရဆိုသူ့အိမ်ကိုလည်းသူကူညီနေပါပဲသူ့အိမ်နဲ့လည်းသူမနေရဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးတိတက်တဲ့ကလေးလေးတယောက်ပေါ့ဗျာအဲ့တော့ဟိုသူ့ရဲ့အိမ်ကဘာလုပ်လဲဆိုတော့အိမ်ကအဆင်ပြေလားဆိုတော့အိမ်ကသူ့ရဲ့အကူအညီလိုအပ်တဲ့အိမ်မျိုးဘာလို့လဲဆိုတော့အဖေကဘေးရွှဲမောင်းနေတယ်အမေကအလုံးမရှိဘူးတဲ့စေဘေးရှောင်နေရတယ်တဲ့အဲ့တော့ဘလောက်တောင်မှခက်ခဲလိုက်မလဲဗျာအဲ့လိုခက်ခဲတဲ့ဂျားတဲ့ကတောင်မှပဲသူ့ရဲ့သားသမီးကိုပေါ့နော် ဒေတာအတွက်ကောင်းကျိုးနာကုဏလို့ပေါ့နော်အချိုးပြူတဲ့အလုပ်တွေမှာပါဝင်ပြီးတော့ပေါ့နော်ဘာမှမရပဲနဲ့ပရိုက်တာအလုပ်လုပ်ဖို့အတွက်ခွင့်ပြုပေးတဲ့မိဘတွေကိုလည်းတကယ်လေးစားရတယ်ပေါ့နော်အဲပရိုက်တာလုပ်ဖြစ်တဲ့အဓိကတွန်းအားကဘာလဲဆိုရင်မေးတဲ့အခါကျတော့ပြည်သူရဲ့ခေါ်တန်လို့ပြောရပေါ့နော်တင်ပေးတာလည်းဖြစ်ကောင်းဖြစ်မယ်ဗျအသက်73နှစ်အရွယ်လေးဖြစ်တဲ့အတွက်ပေါ့နော်ဒါပေမဲ့သူဖြည့်တဲ့ဟာလေးကိုပဲကျွန်တော်တို့ရင်ထဲကိုထိလို့ပေါ့နော်အဲ့တော့ဒီပြည်သူတွေရဲ့အကူအညီတောင်းတဲ့အတန်တွေကပဲသူ့အတွက်ခွန်အားဖြစ်တယ်တဲ့ သူတို့ကိုကူညီနိုင်ခဲ့လို့ပေါ့နော်ဒါလူနာကိုကူညီနိုင်တယ်ကယ်ဆယ်နိုင်တယ်အချိန်မီပို့ဆောင်နိုင်ခဲ့ဆိုရင်တဲ့အဲ့လူနာရဲ့မိသားစုဝင်တွေတယောက်ချင်းစီကပြောတဲ့ဂျေစုတင်ပါတယ်ဆိုတဲ့စကားနဲ့ပဲသူတို့ကစိတ်ချမ်းသာတယ်ပျော်တယ်ပေါ့နော်ဟိုဂျေစုတင်ပါတယ်ဆိုတဲ့စကားလေးတစ်ခုနဲ့တောင်မှဒါကျွန်တော်တို့ကခွန်အားဖြစ်စေတယ်တဲ့ဟိုဟိုပါပေါ့နော်ဟိုစိတ်ထိတ်ခိုက်စရာကြီးပြသည်လားပြီးရင်အဲ့လိုသူ့ရဲ့ဝါဒနာကိုမျှော်ကြသူဝါဒနာကသူကြီးလာရင်ဒါသူက online blogger လုပ်ချင်တာတဲ့သူ့ရဲ့ဝါဒနာပေါ့နော် ဲ့တော့သူတို့မှာလည်းအိမ်မက်တွေရှိတယ်အဲ့73နှစ်ရွယ်ကလေးလေးမှာလည်းအိမ်မက်တွေရှိတယ်ဗျရုံးနိုင်ငံမှာရှိတဲ့အခြားနိုင်ငံသားတွေအကုန်လုံးလူငယ်တွေအကုန်လုံးမှာအိမ်မက်တွေရှိတယ်စိတ်ကူးတွေရှိတယ်ဒါပေမဲ့စစ်ကောင်စီကရုပ်မှာရက်ဆက်လို့ပေါ့နော်လူမဆန်လို့စောက်ယူထားလို့မရောင်းလိုက်ဆိုတဲ့ကောင်ကအခုလိုမျိုးပေါက်တဲ့ကြရတွေရှောက်လို့လို့ကျုံးနိုင်ငံကလူငယ်တွေကနာကက်တွေပျောက်အိမ်မက်တွေပြက်စီးခဲ့တာပေါ့နော် အခုအဲ့ထဲမှာဒါဒီညီဒီကလေးလေးလည်းအပါဝင်ပေါ့နော်အဲ့တော့ဖြည့်ဆို့ပြီးတော့ပြောသွားတဲ့ဟာလေးရှိတယ်ဖြည့်ဆို့ပြီးပြောသွားတဲ့ဟာလေးတွေကလည်းခြေကွဲစရာကောင်းတယ် ဟိုသူသူမိသားစုအခက်အခဲတွေကျွန်တော်တို့မြင်လိုက်ရတယ်တွေ့လိုက်ရတယ်သူစကားလေးတွေအရမ်းတိလိုက်ရတယ်သူရဲ့အခက်အခဲတွေသူရဲ့ခံစားချက်တွေသူရဲ့ရှင်မှန်းချက်တွေကျွန်တော်တို့တိလိုက်ရတယ်ဗျာအဲ့တော့ဖြစ်စီပြီးပြောတဲ့အချိန်မှာ तू အဲ့ဓာတွေများပြောမလားဆိုပြီးကျွန်တော်ကတွေးမိတာဒါမှမဟုတ်ဘူးဗျာ तू က तू အတွက်သူမိသားစုအတွက်ဆိုတာထက် तू က तू ဒေတာအတွက် तू ပြည်သူတွေအတွက်အဲ့လိုမျိုးပြောသွားဒုက္ခရောက်နေတဲ့အခုကြီးလိုနေတဲ့ပြည်သူတွေအတွက် तू ပြောသွားတာဘာပြောသွားလဲဆိုတော့အခုကာလကပေါ့နော်ဆောင်းတွင်းရောက်လာပြီတဲ့ ဟိုတိုက်တိုက်ဆန်ဆန်ကြီးဗျာသူတနှစ်ပြည့်အခုလဲဆောင်းလင်းရောက်နေပြီဗျာအဲ့တုန်းကဖြည့်သွားတဲ့ဟာလေးရလဲအဲ့လိုလေးပဲဆောင်းလင်းရောက်လာပြီဖြစ်တဲ့အတွက်တဲ့ဆောင်းနေအနှွေးတွေတွေလိုကြတယ်တဲ့အဲ့မှာရှိတဲ့မိသားစုတွေကတဲ့ဟိုတလောက်အောင်မှာဝင်ငွေတသိန်းနှစ်သိန်းလောက်ပဲရလာဆိုတော့အရန်ကတ်ခဲ့ကြရပေါ့နော်အဲ့တော့ရခိုင်ပြည်နယ်မှာဖြစ်ပျက်နေတဲ့အနေအထားတွေကိုသိဖို့အတွက်သူကဒါပြောပြသွားတဲ့အနေအထားပေါ့ဗျာအဲ့တော့အခုညီတွေလိုအပ်လာတယ်တဲ့ပြီးတော့စစ်ဘေးရှောင်တွေများလာလို့တဲ့သူကဒီရေတွင်းရေကန်တွေပေါ့နော်ဒါခန့်ချောက်တာရှိလာတယ်အဲ့ကြအဝီစီ twin 2ရတဲ့လုပ်ငန်းကိစ္စမျိုးတွေသူတို့လောက်ရတော့မယ်တဲ့ ဟိုဆိုတာဗျာအဲဒီစစ်ဘေးရှောင်လာတွေများလာရေရင်းရကခန်းနေဆိုတဲ့ဟာစစ်ဘေးရှောင်တွေများလို့ဆိုပြီးသူပြောသွားတဲ့ဟာကသူတို့ data အတွင်းမှာဖြစ်ပျက်နေတဲ့ဒီတိုက်ပွဲဖြစ်စဉ်နေဒေတာကံပြည်သူတွေဒုက္ခရောက်တဲ့ဥယေတွေပို့ပြီးတော့များလာတယ်ဆိုတဲ့ဟာမျိုးကိုသွားပြီးပေါ်လင်းစီတယ်ပေါ့နော်အဲဒါကြောင့်အဲ့အသင်းအဖွဲ့ကိုကူညီပေးကြဖို့ပြည်ပကအလှူရှင်တွေအနေနဲ့ကူညီပေးကြဖို့ဆိုပြီးတော့သူဒီလိုမျိုးပြောပါတယ်ပေါ့နော်အဝီစီတွင်းတွေတူရတော့ဝင်ပေါ့နော်အဲ့တော့ရှေ့လျှောက်ဒီထက်မကတဲ့ကောင်းမွန်တဲ့အလုပ်တွေကိုဆက်ပြီးတော့လှုပ်သွားမယ်ဆိုပြီးတော့ပြောသွားတာပေါ့နော်အခုတော့ ဒါ26ရက်နေ့မှာလူမဆန်တဲ့စစ်ကောင်စီရဲ့ drone တိုက်ခိုက်မှုတွေကြောင်းလို့ပေါ့နော်လူနာသွားတင်နေရင်းနဲ့ဒီကလေးလေးကကြာဆုံးသွားပြီပေါ့နော်စိတ်စိတ်မကောင်းစရာပေါ့နော်ဟို14နှစ်သားလေးကဒါဒေတာရဲ့အကောင်းကျိုးအတွက်ကိုဒီဇိုင်းမမတ်သူလုပ်သွားတယ်သူပြစ်စမတန်းနဲ့သူဖြည့်တဲ့အချိန်တော့ပေါ့နော်ဟိုသူမိပါရဆိုအခုရင်ကျိုးသွားပြီပေါ့ဗျာဟိုသူ့ရဲ့မှာမဟုတ်ပါဘူးကျွန်တော်ပြောချင်တာကဒီရွယ်ဒီကလေးလေးတယောက်ကသူတို့ဒေတာကောင်းကျိုးအတွက် တို့ဒေတာမှာရှိတဲ့ပြည်သူလူထုဒုက္ခရောက်နေတဲ့အကူအညီလိုအပ်နေတဲ့ပြည်သူလူထုအတွက်သူအတက်နိုင်ဆုံးသူအသက်သေးဆုံးဒီအချိန်ထိပေါ့နော်သူပေးဆက်သွားတယ်သူစူးစမ်းသွားတယ်လူသူလှုပ်သွားတယ်ပေါ့နော်သူ့အိမ်ကိုတော့သူတပြားမှပြန်မပေးနိုင်မဲနဲ့သူလှုပ်သွားတယ်ဗျာအဲကြတော့ဒေါ်လာရင်းကိုငါလည်းမဆိုင်ပါဘူးလို့ဆိုပြီးတော့တွေးနေကြတဲ့သူတွေလည်းချက်ပြန်စဉ်းစားစီကျင်တာပေါ့နော်အဲကျွန်တော်နိုင်ငံမှာကျွန်တော်ဒီနိုင်ငံသားတွေအကုန်လုံးကအနည်းဆုံးတော့ ဒီမွေးတဲ့ဟာမြန်မာနိုင်ငံဖြစ်တယ်မြန်မာနိုင်ငံရဲ့ဒေတာတိတိမှာမွေးခဲ့ကြတဲ့သူတွေကြီးပဲအဲမြို့ပေါ်မှာနေရတဲ့သူတွေလည်းမြို့ပေါ်မှာရန်ကုန်သားရှိမယ်မန္တလေးသားရှိမယ်အညာဘက်ကမုံရွာရှိမယ်စကိုင်းရှိမယ်အခုရခိုင်ရှိမယ်ချင်းရှိမယ်ကချင်ရှိမယ်အမျိုးစုံရှိကြတယ်ပေါ့နော်ဒါပေမဲ့နေရဒေတာအကုန်လုံးကိုကြည့်လိုက်သူနီးသူဟန်နဲ့စစ်ကောင်စီကြောင့်မလို့ဒုက္ခရောက်နေကြတာကြီးပဲအခုကြီးလိုအပ်နေတဲ့အခြေအတွက်တွေအများကြီးအများကြီးပူပူပြီးတော့တိုးလာတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဖြစ်နေကြတဲ့အချိန်မှာမတို့နဲ့မဆိုင်ဘူးလို့တွေးနေကြအောင်မလားပေါ့နော် ဒီဆလိနှစ်ရွယ်ကလေးလေးတောင်မှပေါ့နော်သူ့ဘဝတစ်ခုလုံးရင်းပြီးတော့သူလောက်ရတယ်ပေါ့နော်သူတို့ရဲ့မိသားစုတွေကစအကူကြီးလိုအပ်နေတာတောင်မှပဲသူ့သားလေးဒီလိုလုံနေတဲ့ဟာကိုအားပေးသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီလိုမျိုးပုံစံမျိုးကိုကျွန်တော်စဉ်းစားကြဖို့လဲလှို့တယ်ကျွန်တော်တို့လူငယ်တွေအခုစူးစမ်းနေကြတယ်ညီမင်းမအသက်တွေရင်းပြီးတိုက်ပွဲဝင်နေကြတကယ်ဆုံးရှုံးမဲ့လူငယ်တွေအများကြီးပဲသူတို့ရဲ့အသက်တွေလက်ကအဖြစ်မခံနိုင်ဘူးပေါ့နော်ဒါပေမဲ့အဲ့လူငယ်တွေကတန်ဖိုးရှိတဲ့သူတွေကြီးပဲသူတို့မှာရှီမန်းချက်တွေရှိတယ်တာဝန်တွေရှိတယ်သူတို့ရဲ့မိသားစုတာဝန်ကိုထမ်းရမဲ့သူတွေလည်းရှိတယ် ဒါတော့ဥမာပဲသူတို့ရဲ့မိဘတွေကခွင့်ပြုပေးလိုက်တယ်အဲနောက်ဆုံးသူတို့မိဘတွေကသူတို့ရဲ့တာသမီကိုဆုံးရှုံးလိုက်ပြီဆိုတော့အသည့်မျိုးနဲ့သူတို့ပွားတစ်လျှောက်လုံးနေရမယ်မိသားစုတွေအများကြီးရှိတယ်အဲ့ဒီမိသားစုတွေကိုကျွန်တော်တို့ကအောင်မြင်ပြီဆိုတဲ့အချိန်မှာအများကြီးပြန်ကြည့်ရမှာဒါအဲ့တော့ဒီဖြစ်စဉ်လေးကလည်းဒါကျွန်တော်တို့သင်ခန်းစာယူရမယ့်အရာဖြစ်တယ်ကျွန်တော်တို့တွေတာဝန်သိတာတွေတာဝန်ရှိတာတွေအများကြီးလိုအပ်လာပြီပေါ့နော်ငါတို့နဲ့လည်းဆိုင်နေငါတို့လည်းအားလုံးပါဝင်ရမယ်ဆိုတဲ့ပုံစံမျိုးတွေတော့ဖြစ်လာစေချင်ပါတယ်အဲ့တော့ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုပေါ့နော်ကျွန်တော်ပို့ပြီးကူညီကြစေချင်တယ်နိုင်ငံတော်ဝန်မှာပေါ့နော်အခုဒုက္ခရောက်နေတဲ့ ဒေသတွေအများကြီးရှိတယ်လွတ်မြောက်ဖို့လိုအပ်နေကျွန်တော်တို့နိုင်ငံလုံးအတိုင်းအတာနဲ့လွတ်မြောက်မှာပဲဒီဒုက္ခတွေကကင်းဝေးမှာပေါ့အဲ့တော့အဲ့လိုမျိုးလွတ်မြောက်ဖို့အတွက်ကဒီစစ်ကောင်စီဆိုတဲ့အာဏာရှင်စနစ်တွေမရှိဖို့လိုတယ်အဲ့လိုမျိုးမရှိဖို့အတွက်ကိုစူးစမ်းနေကြတဲ့တော်လိုင်းကြီးတပ်ဖွဲ့တွေကိုကူညီပေးကြစေခြင်း ਨੇ အဲ့တော့ကျွန်တော်ဒီဖြစ်စဉ်လေးကဒါကျွန်တော်ကျွန်တော်ခန်းစားမိတဲ့ဟာလေးပြောပြတာပါစိတ်မကောင်းလည်းဖြစ်ရတယ်လေးစားစရာကောင်းတယ်ဂုံယူရတယ် ပြီးတော့じゃဒီလိုမျိုးပေးဆက်သွားတာတွေအလားအသက်မဖြစ်စေရဘူးကျွန်တော်တို့ပိုစ조사ကြမယ်ဆိုတဲ့အသည့်တွေရတယ်ပြီးတော့တင်ကန်းစာတွေလည်းဒါတွေ့ရတယ်ဗောနောပြီးတော့စစ်ကောင်စီရဲ့လူပစံနဲ့လောက်ရက်တွေကလည်းပူပူပြီးတော့ပေါ်လွင်ထင်ရှားစေတယ်ပရိုက်တာလုံနေပါတယ်ဆိုတဲ့သူတွေကိုတိုက်ခိုက်တာကတော့ရုံမှာအောက်တန်းကြလွန်းနေဗောနောအဲ့ကြအဲ့လိုကောင်မျိုးတွေကိုဆက်ပြီးတော့ဒီနိုင်ငံမှာထားအောင်မလားကျွန်တော်တို့ဒီလိုမျိုးကောင်မျိုးတွေလုံးဝနိုင်ငံပေါ်ကနေအမြင့်ပြက် တုတ်တင်နိုင်တဲ့အချိန်ကြီးကျွန်တော်စူးစမ်းဖို့လိုအပ်လာပြီဆိုတဲ့အကြောင်းလည်းပြောချင်တယ်ပေါ့နော်။နောက်တစ်ခုကတော့ဒါကျွန်တော်တို့ဒါဗမောက်မြို့ကိုပေါ့နော်စစ်ကောင်စီနဲ့ SNA အဖွဲ့တွေကပြန်ပြီးတော့ထိုးစစ်ဆင်နေတာတွေရှိပါတယ်။ဒါစက်တင်ဘာလ15ရက်မှာဒေါ်လိုင်းတပ်ဖွဲ့တွေကစတင်တိုက်ခိုက်ပြီးခဲ့ပြီးတော့ဒါ6ရက်ပေါ့နော်6ရက်ဒါတော့တွင်မှာ ဒီမြို့ကိုဗမောက်မြို့ကိုတင်နိုင်ခဲ့တာဖြစ်တယ်အဲ့ဒီနောက်ပိုင်းမှာစစ်ကောင်စီကအော်တိုဘာ14ရက်ကနေစပြီးတော့အင်အားတွေပြန်စုဖွဲ့တယ်အဲစစ်ကောင်စီတမတ်သုံးသုံးအဖွဲ့တွေပါတယ် SNA ဖွဲ့တွေပါတယ်အဲ့ဒီဖွဲ့တွေကနေပြီးတော့အင်အား400လောက်က Homeland ဘက်ခြမ်းကနေပြီးတော့ပြန်ပြီးတော့ဒီမြို့ကိုထိုးစစ်ပြန်ဆင်နေတာဖြစ်တယ်အဲ့တော့နေရာနဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်မြို့ပြင်နေရာတွေမှာအစားတိုက်ပွဲတွေဖြစ်ပွားတယ်ဒလိုင်းတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲတွေနေ့စဉ်နဲ့များဖြစ်ပွားနေပြီးတော့ဗောနော်ဒါ 26ရက်မှာတော့စစ်ကောင်စီရဲ့လက်နက်ကြီး drone ပစ်ခတ်မှုတွေကြောင့်မလို့ဒါမြို့တဲကရဲစခန်းတွေအပါအချို့နေရာတွေမှာမိလောင်မှုတွေရှိခဲ့တယ်ဆိုပြီးတော့သိရအဲ့တော့ဒီပမောက်မြို့ကိုပြန်ပြီးတော့ထိုးစစ်ဆင်နေတဲ့ဒါအဆက်နေအဖွဲ့တွေကပေါ့နော်တပ်မ33 uniform တွေပါဝစ်ဆင်ပြီးတော့တိုက်နေတယ်ဆိုပြီးတော့လည်းသိရတယ်အဓိကဒီမြို့ကိုပြန်ပြီးတော့ထိုးစစ်ဆင်ခိုင်းတဲ့အချိန်မှာဘယ်သူတွေကိုတုံးလဲဆိုတော့အဆက်နေအဖွဲ့တွေတုံးတယ်ပြီးရင်ပါစတွေရှေ့ရထားပြီးတုံးအဲ့ဒါကတော့တေးကြတယ်ပါစတွေကတော့နေရာတိုင်းမှာရှေ့ကနေပြီးတော့ထိုးကြွေးခံရမှာပဲအဲ့တော့ဘာဖြစ်လဲဆိုတော့ထိခိုက်သိမ်းဆုံးမှုတွေများတာပေါ့ ထိခိုက်တေဆုံးမှုတွေများပြီးတော့စစ်ကောင်စီဘက်ကဘလောက်ရုံမှာလဲဆိုတော့အဲ့လိုမျိုးတေဆုံးသွားတဲ့ဒီပါစတွေရဲ့အလောင်းတွေကိုပြန်မြူအရင်တော့ကအလောင်းတွေပြန်မြူလက်နက်တွေတော့ရအောင်သေးတယ်အခုကျတော့လက်နက်တွေပါပစ်ထားပြီးတော့ထွက်ပြေးကြတဲ့အဆင်မျိုးတွေဖြစ်နေတယ်အဲ့တော့အလောင်းတွေကအများကြီးပဲဆိုပြီးတော့သိရတယ်ဗောနော်အဲ့တော့အဲပြန်မဆွဲသွားတဲ့အလောင်းတွေကိုအများကြီးပဲတဲ့အဲတိုက်ပွဲတွေကလည်းအရင်ပြင်းထန်တယ်စစ်ကောင်စီဘက်ကလည်းတေပြောက်တွေပုံများတယ်ဗောနော် အဲ drone တွေကိုတော့ဒါသူကလုံးဝအဆင်ပြေလာတဲ့ပုံစံမျိုးတွေနဲ့ Apple Chain တွေမှာလည်းပို့ပြီးတော့သုံးဆွဲနေရည်သိရတယ်အဲ့တော့ဒီ NLD ကိုတော့ဒါဒေါ်လာရင်းတက်ဖွဲ့တွေကကြမ်းကြမ်းခံရင်ဆိုင်ပြီးတော့ဒေါ်လာနေကြတယ်ပေါ့နော်အဲ့တော့ဒါဗမောက်ဆိုတာကအင်းတော်နဲ့ကတာအဲအဲ့မျိုးတွေနဲ့လည်းနီးကပ်တဲ့မျိုးလည်းဖြစ်တယ်ပြီးတော့ဒီတယန်ဇာတအနေနဲ့ပြောမယ်ဆိုရင်ရွှေထွက်တာအများအပြားထွက်တဲ့နေရာဖြစ်တဲ့အတွက်စစ်ကောင်စီအတွက်လည်းအရေးပါတယ် ဒလိန်တပ်ဖွဲ့တွေအတွက်လည်းရေးပါတယ်ဒီမြို့ကိုထိန်းထားနိုင်တဲ့သူအတွက်ကအရန်အကျိုးမြတ်ကြီးတယ်ပေါ့ဗျာအဲ့ဒါကြောင့်မလို့စစ်ကောင်စီကသူတို့လက်လွတ်ဆုံးရှုံးရထားတဲ့အချိန်မှာဒီမြို့ကိုအသေးအံပြန်ယူဖို့ကြိုးစားနေတာဖြစ်တယ်အဲ့လိုမျိုးပြန်ရဖို့ကြိုးစားတဲ့အချိန်မှာဒီ SN အနေနဲ့ပါစာအဖွဲ့တွေကိုပို့ပြီးတော့အုံချတယ်ပေါ့နော်မြေပြင်မှာပို့ပြီးတော့အုံချတယ်သုံးနာမှာသူကလေကြောင်း drone လက်နက်ကြီးနဲ့မြေပြင်ကအင်အားအများပြားသုံးတယ်အဲ့အင်အားများပြားသုံးတဲ့အထဲမှာ SN အနေနဲ့ပါစာအဖွဲ့တွေအများကြီးတည် အဲဘလိုပဲဖြစ်ဖြစ်ပေါ့နော်စစ်ကောင်စီဘက်ကတော့သူဒီမျိုးကိုပြန်ရဖို့အတွက်အသေးအတန်သူစူးစမ်းမယ်စူးစမ်းတဲ့အချိန်မှာချနိုင်မဲ့ကောင်လည်းရှိတယ်အဲချနိုင်ခံရမဲ့အထဲမှာကိုယ်မပါဖို့လိုတယ်အဲ့တော့ပါစတွေအနေနဲ့လည်းအမြန်ဆုံးလက်နဲ့ချပါထွက်ပြေးပါအလင်းဝင်ပါဒေါ်လိုင်းတက်ဖွဲ့စီစီကိုရောက်အောင်လာပါပေါ့နော်အဲ့ဒီအပြုတဲ့ပုံစံမျိုးတော့မလုပ်နဲ့ပေါ့နော်အဲ့ဒါဆိုရင်တော့ဒေါ်လိုင်းတက်ဖွဲ့တွေကခွင့်လွှတ်ပေးမှာမဟုတ်ဘူးအဓိကတော့ကိုယ်အသက်မသေးသေးရှင်မူပြီးရင်ကိုမိသားစုနဲ့လည်းပြန်ပြီးတော့ဆုံညင်နေဆိုရင် ခုနလိုနီလန်းကပဲအကောင်းဆုံးစစ်ကောင်စီတဲမှာချိနေသည်မြကာလာပတ်လုံးကတော့သေလန့်ကြီးပဲပို့ခံရမှာအခုဆိုရင်နှစ်နှစ်ပြည့်သွားလို့မဲရာထူးတော်ထပ်ပေးပြီးတော့နောက်ထပ်အမြဲတမ်းပုံစံမျိုးနဲ့ထားတာသူတို့စပြီးတော့ပြောတဲ့အထင်မှာအဲ့လိုပါရနော်နှစ်နှစ်ဒါမှမဟုတ်ဒါလိုအပ်ရင်၅နှစ်ဆိုပြီးတော့ပါတယ်အဲ့ဒါကြောင့်နှစ်နှစ်ပြီးသွားရင်ပြီးသွားမှာပဲဆိုတဲ့စိတ်မျိုးနဲ့မဝင်တော့ဘူးကွာအလင်းမဝင်ဘူးဟုတ်ဘက်မှာပဲနေလိုက်မယ်မသိအောင်နေမယ်ဆိုတဲ့အတွေးမျိုးရှိတယ်ဆိုရင်တော့လည်းမပြောလို့ဘူးပေါ့နော်အဲ့တော့ဒလိုင်းတက်ဖွဲ့ရင်လည်းတော့မတွေ့စင်းနဲ့ပေါ့နော်အဲပြီးတော့ဒါကိုယ့်ရဲ့မိသားစုနဲ့ပြန်ပြီးတော့စုံညင်နေဆိုရင်တော့ခုနလိုရွေးချယ်မှုကသာအကောင်းဆုံးလို့ ဒီနေ့ကနေပြောချင်ပါရဲ့ဗျအားလုံးပဲကျေးဇူးတင်ပါတယ်